အားလုံးပဲမင်္ဂလာပါ Forever Ghana Facebook နဲ့ DR YouTube Channel တို့ကနေជួយပါတယ်ဒီကနေ့မှာတော့ကျွန်တော် Arsenal သင်းနဲ့ပတ်သက်ပြီးတော့ဒါဒန်ရကစားသမားတွေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေဒါပြောရဆိုရင်ဒီကနေ့ညမှာကစားမယ်ဒါ Olympia Cost နဲ့ Champions League ဒုတိယပွဲစဉ်အကြောင်းလေးဒီကျွန်တော်နေ့လောက်ဒါပွဲကျူ၃ချက်အနေနဲ့ဆွေးနွေးသုံးသပ်ကြည့်အောင်ကျွန်တော်အရင်ဆုံးအနေနဲ့ဒန်ရကစားသမားတွေအကြောင်းပြောကြရအောင်ဗျာဒန်ရကစားသမားတွေတဲ့မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒါပီယာရိုအင်ကပေးနဲ့ဒါကန်ဟာဘတ် ရှိမယ်ပြီးရင်လိုနီမာရူအကင်းရှိမယ်ဒါပြောရဆိုလို့ရှင်ကျောင်းကာဗီယေဂျေဆုရှိမယ်အဒီကစားသမား၄ယောက်ကတော့ဒါပြန်ရကစားသမားတွေထဲမှာဒါရှိနေတဲ့၄ယောက်ပေါ့လေဒါဒီကနေ့ညမှာကစားမယ်ဒါချန်ပီယံလိပွဲစဉ်နှစ်မှာတော့ဒါကျွန်တော်အိမ်ပွဲမှာလက်ခံရှင်ပြန်ကစားမှာဖြစ်ပြီးတော့ဒါအိုလံပီယာဘော့စ်ကိုအိမ်ခံရှင်ပြန်ကစားမှာ ဒါဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့ဒါပါဝင်လာမယ့်ကစားသမားတချို့ရဲ့ပတ်သက်တဲ့တရင်ကြောင်းရိုက်တက်လာတာမျိုးရှိတယ်။ဒါဒီပွဲစဉ်မှာဆိုလို့ရှိရင်တော့ကျွန်တော်အစ်စ်ခေါ်ယူထားတဲ့ပီယာတို့အင်ကပေးကိုကျွန်တော်အနေနဲ့မြင်တွေ့ရလာနိုင်တယ်။ဒီကစားသမားအတိုင်းအားနေတက်တာနေပြီးတော့ဒါအသင်းအထွေညီတွေမှာလည်းပူးပေါင်းလျက်ရှိတယ်ဆိုပြီးတော့ဒါတရင်မီဒီယာတွေကဖော်ပြထားလျက်ရှိတယ်။ဒါနောက်တစ်ယောက်ကတော့ကျွန်တော်တို့ရဲ့ကိုင်ဟာဘတ်ပေါ့လေ။ကိုင်ဟာဘတ်အနေနဲ့ဒါတရင်အားနေပြန်လဲတက်တာလာပြီ။ဒါတအူးချင်းထွေညီတွေပြုတ်လုပ်နေပြီ။ဒါပေမဲ့ ထွင်ကြီးတွေဆိုပေမဲ့ဒါအသေးစားထွင်ကြီးတွေဖြစ်ပြီးတော့ဒါဒီအသေးစားထွင်ကြီးတွေကိုဒါတူးချင်းနီးပြနေပဲဒါပြုတ်လုံနေတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာတယ်ဒါဒီကစားသမားကတော့ကျွန်တော်အသေးနဲ့ pool trade ကြီးတွေပြန်လုံလာနိုင်မယ့်အချိန်ကတော့ဒါ November လပေါ့လေဒါ November 23ရက်နေ့ကြာလောက်မှာပဲဒါပြန်လည်ပါဝင်လာနိုင်မယ်ဆိုပြီးတော့သတင်းမီဒီယာတွေကဖော်ပြထားတယ်ဒါနောက်တစ်ယောက်ကတော့ကျွန်တော်တို့ရဲ့ဒါ စကားနေရာမှာအကောင်းဆုံးအသုံးတော်ခံခဲ့တဲ့နိုနီမာလိုအကြီးပေါ့လေနိုနီမာလိုအကြီးနဲ့ပတ်သက်ပြီးတော့ဒါနှစ်လနားရမယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာပြီးတဲ့နောက်မှာတော့ဒါနိုနီမာလိုအကြီးရလေဒါကိုင်ဟာဘတ်နဲ့ပုံစံလိုပဲပေါ့လေဒါကျွန်တော်တို့တွေဒါဒိုဝင်ဘာလ23ရက်နေ့လောက်မှာပဲဒါဒီကစားသမားလည်းအသေးနဲ့ပြန်လဲပူပေါင်းလာနိုင်မယ်ဆိုပြီးတော့သတင်းမီဒီယာတွေဖော်ပြထားတယ်။ဒါနောက်တစ်ယောက်ကတော့ကျွန်တော်တို့ရဲ့ဒါကျွန်တော်တို့ပြည်သက်တွေကြားထဲမှာလောင်ပြောင်ပြီးတော့ခေါ်နေတဲ့ဒါစေယုံအုပ်ကြီးပေါ့လေ ကျော်တို့ရဲ့ဆေးရုံအုပ်ကြီးဖြစ်နေတာကာဗီရဲ့ဂျေစုကတော့ဒါဒီဇင်ဘာလထဲလောက်မှာပဲပြန်လည်ပါဝင်လာနိုင်မယ်။ဒါဒီကစားသမားအနေနဲ့ဒါဟိုဘယ်လိုပြောမလဲအသင်းကနေပြီးတော့သူ့ကိုဒါထွေညီတူးချင်းထွေညီတွေပြန်လည်ပြုလုပ်ပေးဖို့အတွက်လည်းပြင်ဆင်ထားလျက်ရှိတယ်ဆိုပြီးတော့ဒါသတင်းမီဒီယာတွေကဖော်ပြထားတယ်။ဒါဒီကစားသမားကိုတော့ဒါတချို့အသင်းတွေကစိတ်ဝင်စားလျက်ရှိတယ်။ဒီကစားသမားကတော့ဒါတရားနေပြန်လည်တက်တာလာလို့ရှိရင်ဒါအာဆင်နယ်အသင်းအတွက်ပဲ ပေးဆက်ကစားခြင်းနဲ့ဆိုပြီးတော့သူ့အနေနဲ့ပြောထားတာမျိုးရှိပြီးတော့ဒါကန်းလန်းလာတဲ့ဒါကန်းလန်းမှုတိုင်းကိုလည်းသူ့အနေနဲ့ပယ်ချထားတာမျိုးတွေရှိတယ်ဆိုပြီးတော့သတင်းမီဒီယာတွေကဖော်ပြထားပါတယ်။ဒါတကယ်တမ်းမှာကစားမယ်ဒါ Champion League ပွဲစဉ်နှစ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်အနေနဲ့ဒါဆွေးနွေးသုံးသပ်ကြည့်အောင်ဒါကစားမှာတော့ကျွန်တော်အိုလမီယာကော့စ်နဲ့ကစားမယ်ဒါအာဆင်နယ်ရဲ့အိမ်ကွေးမှာပဲအက်ခန်ရှင်ပြန်ကစားမှာဖြစ်တဲ့အတွက်အာဆင်နယ်တင်းနေတဲ့အားသာချက်တွေတော့ ဒါများစွာရှိရပို့လေဒါအိမ်ကွေးဖြစ်တာလေအညီဒါအိုလံပီယာဘောဆိုတဲ့အသင်းကလည်းဒါဆူပါလီဝမ်ကအသင်းဖြစ်တာဖြစ်တဲ့တော့ကျွန်တော်တို့အာဆင်နယ်အသင်းနဲ့ဆိုလို့ရှိရင်တော့ဒါအနေငယ်ကွာဟမှုတွေရှိတယ်။ဒါကျွန်တော်တို့အာဆင်နယ်အသင်းကတော့ဒါဒီလိုအသင်းမျိုးကိုဒါပုံမှန်တိုင်းကစားခဲ့မယ်ပုံမှန်တိုင်းမဲ့အနိုင်ယူနိုင်ခဲ့မယ်လို့ကျွန်တော်အနေနဲ့ကတော့မြင်တယ်။ဒါအိုလံပီယာကော့စ်အနေနဲ့ကတော့ဒါနောက်ဆုံး၅ပွဲမှာသူ့အနေနဲ့ရှုံးပွဲမရှိသေးဘူး။ဒါ၂ပွဲတိုင်း sorry ၃ပွဲတိုင်း၂ပွဲတည်ရဆိုတဲ့ရလဒ်မျိုးကို ရရှိထားပြီးတော့ဒါချန်ပီယံလိပထမအဦးဆုံးပွဲမှာလည်းဒါတရေရလက်ကိုပေါ်ဆောင်ထားတဲ့အသင်းဒါပြောရမယ်ဆိုလို့ရှိရင်တော့တို့လိမှာလည်းဒါသူ့အနေနဲ့အကောင်းဆုံးပုံစံတစ်ခုမှရှိနေတယ်ဒါချန်ပီယံလိပထမအဦးဆုံးပွဲဦးထွက်မှာလည်းတို့အနေနဲ့ရှုံးပွဲနဲ့ရင်ဆိုင်ထားရတာမျိုးမရှိတာဖြစ်တဲ့အတွက်ဒါတို့အသင်းအနေနဲ့အကောင်းဆုံးပုံစံမှရှိနေတယ်ဆိုတာကျွန်တော်တို့မြင်ရတယ်ဒါဒီကစားသမား sorry ဒီအသင်းနဲ့ပတ်သက်ပြီးတော့ဗောလေဒါတို့ရဲ့ကစားပုံတွေကျွန်တော်တို့ချက်လောက်တော့ကြည့် ကဲဖြစ်တယ်ဗျာဒါသွားကြည့်တဲ့ပုံစံကဘယ်လိုလဲဆိုလို့ရှိရင်ဒီအင်းရဲ့ကစားတဲ့ဒါပွဲစဉ်တချို့တွေဒါ highlight တွေပေါ့ဗျာကျွန်တော်အနေနဲ့ဒါသွားပြီးတော့ဆက်စုခဲ့ဗျာသွားဆက်စုခဲ့တဲ့ပုံမှာကျွန်တော်မြင်တွေ့ခဲ့ရတဲ့ပုံစံတွေကဘယ်လိုလဲဆိုတော့ Olympia Force ရဲ့ကစားပုံက ဒါဘယ်လိုပြောမလဲခံစစ်မှာတော်တော်လေးကြစ်ကြစ်လေးလေးကစားတဲ့ပုံစံကိုကျောင်းနေလည်းမြင်တွေ့ခဲ့ရတယ်။ဒါကွင်းလယ်မှာဆိုလို့ရှိရင်တော့ဒါကျွန်တော်အမြင်တိုင်းပြောလို့ဆိုတော့ကွင်းလယ်ကတော့လိုအပ်ချက်တွေအများကြီးရှိတယ်။ကျွန်တော်အာဆင်နယ်အသင်းကကွင်းလယ်မှာကြစ်ကြစ်လေးလေးဆော့တယ်။ဒါခံစစ်နဲ့ကွင်းလယ်လေးကိုကြစ်ကြစ်လေးလေးဆော့တာဖြစ်တဲ့တော့ဒါအာဆင်နယ်အသင်းတော့တော့ဒါအာအာတာချက်တစ်ခုဖြစ်ရှိနေတယ်။ဒါပြောရဆိုလို့ရှိရင်အိုလံပီယာကောကဒါနောက်တန်းမှာကြစ်ကြစ်လေးလေးဆော့တဲ့အသင်းဆိုတော့ကျွန်တော်အာဆင်နယ်အသင်းနေနဲ့ဒါတိုက်စစ်က တော်တော်လေးအလုပ်များမဲ့ပုံစံတစ်ခုမှရှိနေတယ်လို့ကြောနေနေမြင်နေ။ဒါအာဆင်နယ်အသင်းရဲ့မီခေးအာဒီတာရဲ့ပွဲထွက်လူစင်းတွေကဒါဘယ်လိုတွေလာမလဲဆိုတော့ကြောနေနေရေခုန်ကျင်စရာပေါ့ဗျာ။ဒါတချို့ပြိသက်တွေဆိုလို့ရှိရင်ဒါကျွန်တော်ပေါ်မှန်နေမှာဝန်မှန်းတာတွေရှိတယ်။ဒါဒါပြီးခဲ့တဲ့နှစ်ကတော့မီခေးအာဒီတာကဒါလူလဲစရာမရှိလို့တန်းအကသားသမားတွေများလို့စိတ်ညစ်ကြတယ်။ဒီရာဒီတော့ဒါသူ့အနေနဲ့လူသုံးရမယ့်ကသားသမားတွေများလို့ quality player တွေများလို့ ခေါင်းကိုက်ရတယ်ဆိုတဲ့ပုံစံမျိုးပေါ့လေဒါသူ့အနေနဲ့ပဲကစားသမားကိုတုံမလဲဒီပွဲမှာပဲကစားသမားကိုနေရာပေးမလဲဆိုတဲ့ပုံမှာသူ့အနေနဲ့ခေါင်းကိုက်ရတယ်ဆိုပြီးတော့ဒါကျွန်တော်တို့ဒါပရိသတ်တွေကြားထဲမှာအချင်းချင်းပြောဆိုနေတဲ့မျိုးတွေတော့ဒါမျိုးတွေရှိတယ်ပေါ့လေโอเคပါဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့ဟောဒါကျွန်တော်ညီကိုတွေကဘယ်ကစားသမားတွေပွဲထွက်မယ်လို့ထင်လဲဗျဒါကျွန်တော်အမြင်အရဆိုလို့ရှိရင်တော့ MKR data ကဒါ တေချာပါတယ်သူ့အနေနဲ့တိုက်စစ်ကိုပဲအားထားပြီးတော့ဒါအကောင်းဆုံးကျောင်းရှင်းလုံးပြောမယ်ဆိုလို့ရှိရင်ဟိုဘယ်လိုပြောမလဲမြူကာဆယ်ပေါ့လေဒါကျွန်တော်အာဆင်နယ်နဲ့နောက်ဆုံးကန်ခဲ့တဲ့မြူကာဆယ်နဲ့ဒါပွဲစဉ်တုန်းကတိုင်မဲ့ဒါတိုက်စစ်ကိုထထမမြက်ပုံစံမျိုးတွေနဲ့ဒါပွဲထွက်လာလို့ကျွန်တော်နေနဲ့မြင်နေဒါပြောရမယ်ဆိုရင်သူ့အနေနဲ့တော့ကစားကွက်စမ်းတာမျိုးတွေပါမျိုးတွေမလုပ်သင့်နဲ့ဒါအတင်းတင်းလို့ကျောင်းနေနဲ့ကတော့ထင်မိတယ်ဗျ။ဘာကြောင့်လဲဆိုလို့ရှိရင်ဒါကျွန်တော်တို့ဒီနေ့ညမှာကစားတော့တဲ့ချန်ပီယံလိပွဲစဉ်တော်တော်များများမှာဒါ ထိပ်ပြီးအသင်းကြီးတော်တော်များများအနိုင်ရထားကြတယ်။နိုင်ရထားရဖြစ်တဲ့အတွက်ကျွန်တော်တို့အာဆင်နယ်အသင်းနေနဲ့လဲဒါဘယ်လိုပြောမလဲအမားတွေမလုံးမီးဖို့လိုတယ်ဗျာ။အရှင်းဆုံးပြောရရင်တေးတုံကြတေးတုံကြလို့မရဘူးဗျာ။ကြည့်ရမလားဒီလိုပွဲစဉ်တွေမှာနိုင်ထားမှဒါနောက်လာမယ့်ပွဲစဉ်တွေအတွက်ကျွန်တော်တို့တွေကဒါအကောင်းဆုံးဟိုဘယ်လိုပြောကိုယ့်ကိုကာကွယ်ပြီးတော့ကစားသွားလို့ရမယ်ဆိုလို့ ဆိုတဲ့ပုံစံမျိုးတွေရှိတယ်ဗျ။ဘာလို့လဲဆိုတတိယမှာဆိုလို့ရှိရင်ဒါ real ဆိုလို့ရှိရင်လည်းကိုပြက်နိုင်ပွဲတွေပေါ်ဆောင်လာတယ်။ဒါ Bayern Munich ဆိုလို့ရှိရင်လည်းဒါနိုင်ပွဲတွေရထားတယ်။ဒါကိုပြက်တွေပဲနိုင်တာဗျ။ဒါဒီလိုအသင်းတွေကဒါတကယ်ကိုဟိုဘယ်လိုပြောမလဲသူတို့တွေကသူတို့အလုပ်သူတို့ကောင်းကောင်းလုပ်နေချိန်မှာကျွန်တော်တို့ Arsenal အသင်းအနေနဲ့လည်းဘိုးမပြက်ဘူးဆိုရင်တော့ကျွန်တော်တို့တွေကကျွန်တော်တို့တေချာနိုင်တဲ့နိုင်ပွဲတစ်ခုကိုပေါ်ဆောင်ထားဖို့လိုတယ်။ကိုပြက်ရင်တော့အကောင်းဆုံးပေါ့ဗျ။ Bayern ဒါ Champions League ကအရင်လိုမဟုတ်တော့ဘူး။နိုင်အောင်လည်းမပြီးတော့ဘူး။ ဒါအခုဆိုလို့ရှိရင်အမှတ်ပေးစရာပုံစံနဲ့တွားတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒါဂိုးကွာဟာချက်တွေကလည်းဒါအဓိကအရေးပါလာပြီပေါ့ဗျာဒါဂိုးကွာဟာချက်တွေအတွက်လည်းအဓိကအရေးပါလာဖြစ်တဲ့အတွက်အာဆင်နယ်အနေနဲ့ဒါဂိုးတွေတွင်းလို့ရတယ်ရတယ်လို့ကျွန်တော်တို့ဒါဂိုးတွေကလည်းလိုအပ်လာပြီအဲ့အတွက် MK Arteta ဒီနေ့ညမှာဘယ်လိုပုံစံနေဒါအတုံးတော့ခံသွားမလဲဆိုတော့ကျွန်တော်ပြည်သက်တွေအနေနဲ့ရင်ခုန်ခြင်းစရာပဲကျွန်တော်ဒါ Colombia Boss အနေနဲ့ကလည်းသူတို့ပုံစံအကောင်းဆုံးပုံစံမှာရှိနေတာဖြစ်တဲ့အတွက်ဒါ ီ KR data ရဲ့ arsenal ကိုအကောင်းဆုံးပြန်တုတ်ပြန်မဲ့ပုံစံမျိုးတွေသူတို့အနေနဲ့အကောင်းဆုံးပြင်ဆင်ထားရဆိုတော့ကျွန်တော်ကတော့ဒါထင်တယ်ဗျာဘာလို့လဲဆိုသူတို့တွေနေအရှုံးပွဲမရှိထားသေးဘူးဗျာဒီလားသူတို့တွေအကောင်းဆုံးပုံစံတစ်ခုမှရှိနေတာဖြစ်တဲ့အတွက်ဒါသူတို့ဘလို့အသိမျိုးပဲဖြစ်သူတို့အကောင်းဆုံးဒါတုတ်ပြန်သွားမှာပဲတကယ်မလားဟိုဘယ်လိုမှမလဲအသင်းလီအရာဗျာတကယ်မဟိုကွာဟမှုတွေရှိတာဖြစ်တည်တိုင်အောင်ကျွန်တော်အာဆင်နယ်အသင်းနေနဲ့အိုလံပီယာကော့စ်ကိုဒါအပီတော့အထင်သေးလို့မရဘူး ဒါကျွန်တော်တို့အာဆင်နယ်ကလုံတင်လုံထိုက်တဲ့အလုံးမှန်များအကုန်လုံသွားမယ်ပွဲတွေလို့ကြောင်းနေတယ်မြင်တယ်ကြောင်းညိုကိုရောဘလို့ထင်လဲဗျဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့ MK Art Data အနေနဲ့ဘလို့လူစင်းနေပွဲထွက်လာမလဲဘလို့ပုံစံမျိုးတွေဒါခင်းကျင်းသွားမလဲဆိုတော့ပုံမှန်ဝေအောင်မှတ်ချက်ပေးတော့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဗျ